ဆိုင်သူဆရာစောကြီးရေးသားထားတဲ့နတ်ပြည်ကဝတ္ထုသို့မဟုတ်တာဝရင်သာခေစံဘောဒံဆိုတဲ့ဝတ္ထုတူလေးကိုဖျက်ပြပေးကြပါရယ်။ကျမတို့စာဖတ်သူကိုရှာချိုပါရှင်။ Business Heaven Audio Book Channel ကနေတင်ဆက်တာဖြစ်ပါရယ်ရှင်။လူပြည်မှာတက္ကရာ1296ခုတော်တလင်းလာစုပ်9ရက်နေ့နနက်အချိန်မှာကတိပွင့်ကဝရင်သာသူရနိုင်နူးနူးဟူပြီးတဲ့ကဲ့သို့ တောင်ရင်တောင်စစ်ပြူလာမည်ဖြစ်တဲ့အတူရနတ်စစ်တွေကိုကင်းဆောင်အဖြစ်နဲ့စောင်းကြီးရဲ့နေရာတဲ့ပုံနကနတ်ဘလူးဟာကင်းလက်ရင်နဲ့လူပြည်နာကိုချင်းကလာလို့စူညံစွာ ပြောဆိုနေကြတဲ့တက္ကသိုလ်ဖလားလူဘောပွဲတရင်ကို ကြားလိုက်မိပါတော့တယ်။အဲ့ဒီချိုးချတဲ့တရင်ကိုကြားခဲ့တဲ့ပုံနကလည်းအကြမ်းမင်းစီကိုအတူရတို့မပေါ်လာသေးကြကင်းလက်အစီရင်ခံစာတင်သွင်းဖို့တာရင်တာကိုတက်လာတဲ့အခါ နန္ဒာကံမောင်ရိုးပေါ်မှာခေါင်းချင်းဆိုင်ကတိုင်မြင်နေကြတဲ့မိတ်ဆွေမာတလိဝိတကြုံနဲ့ပြင်စတိခနှစ်သားတို့ကိုမြင်လိုက်ရပါတယ်။ပြင်စတိခနှစ်သားမှာသူရိယဝိဇ္ဇနတ်သမီးဟာအလွန်လှကုံကိုကြောင့်အခုထက်တိုင်ဘေလူဝနှစ်ဆောင်နဲ့မြောက်ပင့်ဖွဲ့နှွယ်ပြီးနောက်ပိုးတော်လေမအောင်မြင်သေးကြောင်းသူ့အတွက်အများကြီးစိတ်ညစ်ရကြောင်းကိုပြောပြလျက်ရှိပါတယ်။မာတလိနဲ့ဝိတကြုံတို့မှာလည်းငေးမောက နားထောင်ယူနေကြပါတယ်။ပုံနကလည်းမိမိရဲ့တိမ်တော်မြင့်နဲ့သူတို့ရဲ့အနည်းကိုချင့်ကပ်လာပြီးတော့"အိုးအချင်းကိုကြီးတီ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 မနေ့စဉ်တစေဝင်းတိုးတဲ့နတ်သမီးကိုသာဆွဲလန်းနေလျက်နေပြီတကားပင်မလီစွာဆူလိုက်ပါတယ်။ဒီခါပြင်စတိခနတ်သားကလည်းမော့ကြည့်ပြီးတော့အချင်းပုံနကတင်ကတင်ချစ်ကြိုက်တော့အီရန်တဒီကိုရပြီဖြစ်လို့ငါအား ကဲ့ရဲ့ပြစ်တင်ဒီမှာမသိလျော်လေပြန်ပြောလိုက်ပါတီခါဝီးတဲ့ချုံကလည်းအချင်းပေါင်းတော့ငါတို့အားမနှောက်ရှက်ကုန်လေငါကနန္ဒာကန်စမ်းကြဲခြင်းကိုသာရှူစားလျက်နေသည်ဆိုပြန်ပါတယ်ပုံကကလည်းကြွပါမည်အချင်းတို့တို့ရရင်ကျွန်ုပ်လူပြည်မှသတင်းတစ်ခုပါလေသည်ဆိုရဲခါမာတလိနဲ့သားကလည်းပုံကကကိုမေးပါတယ်တင်စတီနဲ့သားဟာကြီးစားပုံမိနေတာကြောင့်အားမမကြားလို့ ဝိသကျော်မှာလည်းရေခဲရဲ့စမ်းချိန်မှုကိုသာရှုနေပါရဲ့။မာတလိကတော့ယထာမိုးဖြစ်နေသည့်အားလျော်စွာပိုဆက်ဆက်ဒီဆက်ဆက်တိလို့တယ်။ဒရိုင်ဘာတို့ရဲ့သဘောပါပဲ။ဒါကြောင့်မာတလိကလည်းအပန်းတကြီးနေပါတော့တယ်။ဒီခါပုံတကားကလည်းလေးတန်းချားနဲ့တက်တူဖလားလူပွဲဆိုတဲ့သတင်းကိုလင်းကျင်းလိုက်ပါတော့တယ်။လင်းကျင်းပြီးတာနဲ့အဆုံးမှာတော့ဝီဇီယန်နာနန်းနန်းတို့တိန်တော်မြင့်ကိုရှေးရှုနေမှာတော့တယ်။ လူတရင်ကိုနှက်ချင်းဆောင်းလိုက်ချင်းပါပဲတရင်ကိုကောင်းစွာနာယူပေးရမှာတလီကဒီလိုပြောပါရယ်အချင်းမောင်ပြစ်စသည်အမောင်ဟာထိုတက်ကတော်ပေါ်လုံးပွဲကိုကြည်သိရင်တကားလူသားပြည်၌ဤမြလောက်ကြော်စောသောဖလားပွဲဤခုံကိုချီချူပြောဆိုသွားသောပုံနကဤစကားကိုမယုံမကြည်မရှိရအမောင်တော်ရောက်ရှူစားမိပါက အမောင်ဤအဆွေးသည်ပြန်အံတကားအဲ့လိုပြောပြီးတော့မာတလိနဲ့သားပြင်စတိခောက် နှစ်သိမ့်စေပြီးရနာဝိတ္တကြောင့်ဒီလိုဆိုပြပါမယ်။ချင်းဝိတ္တကြောင့်အမောကစမ်းချင်မှုတို့ကိုဖန်ဆင်းတတ်သူ ဖြစ်သည်ကမှန်၏။တို့ရရင် လူပြည်၌လေစမ်းချင်မှုတို့လည်းများစွာရှိကုန်၏။ဘုဝိတ္တကြောင့်ထလောထလောဆိုပြီးတော့သုံးသောနှစ်သားတို့ကလည်းဒီဇယနာယထာဘောတက်ကြပါရဲ့။ယထာဟာလေရဲ့အဟုန်နဲ့ BAA ဘောဘင်းတို့ရုပ်ချင်းနှင်ထွက်သွားပါရဲ့။ နောက်တစ်နေ့မှာတော့တခြားမိဟာဝီဇန်သာရထားရဲ့နေရာမှာရှင်ကွက်ကြီးတစ်ကွက်ကိုတွေ့ရှိရတာကြောင့်မာတလီကိုခေါ်ပြီးစစ်ဆေးတဲ့အခါမာတလီမှာအံ့အားတင်းလျက်နေပါတယ်။တခြားခိုးစီးမှုလည်းပေါ်ပါတော့တယ်။နတ်သားသုံးပါးတို့ကြောက်ကြပါတော့တယ်။အဲဒီရှင်ကွက်ကတော့အခြားမဟုတ်။ထိုနေ့ညနေကတက္ကသိုလ်ဘောသိန်းကပ္ပတိန်ကိုဝင်းဟာဘောလုံးမြောက်ပြီးကန်လိုက်တဲ့အခါတခြားနိုင်ငံကိုထိမှန်တဲ့ရှင်ကွက်ပါပဲ။ ။ထိမှန်တဲ့အခါတော့ကတော့လေထဲမှာပန်းဆိုင်ဆွဲထားသလိုတည်နေတဲ့ယထာဟာငိတ်ငနယ်ပင်ဖြစ်သွားပါသေးတယ်။မာဒလိနတ်သားကလည်းသူစီတာမိဖုရားကြီးကို ကပ်ပါတယ်။သူစီတာမိဖုရားကြီးဟာလည်းတနာသဖြင့်အကြောင်းမျိုးကိုတောင်းပန်တဲ့အခါအဘယ်ချင်းမကြီးသူစီတာငါဒီတဲ့ဟာမိဖုရားတကာတို့ထံညံ့လို့ချစ်ခင်ပါ යි ။အသင်လဲငါအားချစ်ခင်ပါမူ။ဒင်းတို့အတွက်မတောင်းပန်လေလေ။ဒီခံ၍အေးချမ်းစွာဆံလေတော့ ဆိုတဲ့စကားပေါ်သာရလို့သူစိတ်တာမိဖုရားလဲလက်မှန်ချတာနေရပါရယ်။တကြားမင်းကလည်းမောင်နှသားတို့အမောင်တို့နိုင်လူတို့ဤဘောဘွဲကို ကြည်တည်လဲတပြည့်။ခထားခိုးစီးတည်လဲတပြည့်။ဤနှစ်ပြည့်ရှိဤတကားအမောင်နှသားတို့အဘဲစိုးဘွဲရာအကြောင်းရှိသေးသည်။မိပါရယ်။ဒီခါမှာမန္တလေးကလည်းမှန်လှပါ။ထိုဘောဘွဲကိုကြည်စဉ်အခါကကျွန်တော်တို့သာကြည်တည်မဟုတ်ပါ။ဝါဝါဝိညာဉ်လဲ ပါပါသေးသည်ဖေ။ရှောက်ထားပါရဲ့။တကြားမင်းကလည်းอืมဝါဝါဝတ်များပင်ကြည်လျင်ဒင်းတို့ကို အပြစ်မစိုးသာပြီ။စဉ်းစားမိရာကြောင့်ဟောင်းဤမောင်နှံသားတို့၌ထေထားခိုးစီတော်မူရှိသေးသည်ဆိုစရာရှိသေးသလား။မေးပြန်ပါရဲ့။ဒီခါမှဒလိမက်တာအားတက်လာပြီတော့မှန်လားပါ။အရှင်ဖေ။ဤယထာကိုစင်းနေသွားသဖြင့်သာဘောပွဲကိုမိယုံရောက်ရှိပါသည်။လူသားတို့မှာ မိုးတိမ်ချိန်လောက်ကစ၍ကြက်နေကြပါသည်ဖေ။ဆိုပြီးတော့ရှောက်တင်မြန်ရ။တရားမေကလည်းကောင်းမီမောင်နှသားတို့အမောင်တို့ကြည့်ရှုခဲ့သောဘောပွဲနှင့်အလားတူဘောပွဲကိုမကြမီကျင်းပမည်ဖြစ်သောငါဤကတိတပင်၌ခင်းချင်းပြတာရမည်။အကယ်၍ငါကိုယ်တော်သဘောကျပါမို့အမောင်တို့အားအပြစ်ဒဏ်မှလွတ်မည်။ဆိုပြီးတော့တစ်ချက်လို့အမိန့်ပြန်ပြီးမျက်နှာတော်လွှဲသွားပါတော့တယ်။မန္တလေးနဲ့တားလည်းအမောင်ဝိဒကြုံနဲ့ ။ပင်စတိခါတော့နောင်တော်ဤတာဝန်ဖြင့်ကုန်လေပြီ။မောင်တို့ဤတာဝန်လက်ဆွမ်းမြကိုပြအောင်လို့ဆိုရဲခါမှာနှစ်သားနှစ်ဦးတို့ကလည်းအတီးတီးဝင်ခံပြီးတော့ခွဲခွာသွားကြပါတယ်။အဲဒီနေ့ဆက်ပြီးတော့ဝိသုံနှစ်သားရင်းမတော်ချီရင်ကိုဆင်းပြီး စိတ်ကူးကန်းဝင်လျက်နေပါတော့တယ်။ပင်စတိခါနှစ်သားကလည်းမိမိရဲ့ပုံဆောင်ကိုလုံးစွာပိတ်၍ဘေလူဝနှစ်ဆောင်ကိုစမ်းတက်ခါတီးခောက်နေပါတော့တယ်။များမကြခင် ကတိတပင်ကျင်းပမဲ့နေ့လေကြုံလာပါတော့တယ်ကတိပင်ရင်မှာနတ်သမီးနတ်သားပရိသတ်အပေါင်းတို့ဟာစုဝေးလျက်ရှိကြပါပြီကြားမင်းကလည်းအေယာဝန်စင်တော်ကိုစီးလျက်မိဖုရားလေးပါခြံရံကကြွလာတော်မူပြီးကတိပင်ရင်ခင်းအပ်သောဗန္ဓုကပလာညကြောက်ဖြာပေါ်မှာထက်ဝဲဖွဲ့ခွေစံနေတော်မူပါတယ်ဝိသုံးလဲနတ်တို့ရဲ့တကောနဲ့တက္ကသိုလ်ဘောပွဲကိုဖန်ဆင်းပြလိုက်ပါတယ် တခြားမင်းလေကစားသူတွေရဲ့ဖြက်လက်ပုံပြင်းပြန်ပုံတွေကိုမြင်မိရဲ့ကမိတကြုံလူသားတို့ဤပြည်၌ယခုကဲ့သို့ဖြက်လက်လင်းမြန်သောလူသားများရှိပါမလားချက်ခင်တခါအနော်ယထာမင်းတရားကြီးလက်ထက်တော်မှာချွေစည်းကုန်ဖျားအောင်ငါကိုရော်နဲ့တကွနတ်အပေါင်းတို့ဝိုင်းဝန်းပြီးတီးပေးစဉ်အခါကကြံစစ်သားငါထွေယူငလုံးလက်ဖဲညာဦးပြီးတရေကောင်းတို့ကိုငါမြင်ဘူးခဲ့ပြီတို့ရာတွေဤလူများလာမဖြက်လက်ပါတကား ဆိုပြီးတော့လက်ဖျားတစ်ခါခါနဲ့မိန့်တော်မူပါတယ်။နတ်ပရိသတ်အပေါင်းတို့ကလည်းတောင်းတောင်းဖြားဖြားဟစ်အော်ကျွေးကြော်ဩဘာပေးကြပါတယ်။နတ်တပါးမှာအော်ဟစ်ရင်လက်ကလေးချာမှချွေးယူ၍စွတ်တေရရှာပါတယ်။ဒီခါမှတကြားမင်းကလည်းပုံနဂါကိုမြင်လိုက်လို့အခေါ်ဆင်လွတ်တော်မူပြီးတော့ပုံနဂါရှေ့တော်ကိုရောက်လာတဲ့အခါဟဲ့ပုံနဂါငါဒီတိအောင်အသူရနတ်စစ်တီတို့ဤအလာကိုစောင့်ကြည့်ရင် ယူကန်တို့တောင်ဆောင်တွင် ထားသည်မဟုတ်လောအဖေကြောင့်အိန္ဒိယသို့ရောက်လာသည်နင်ဒန်သင့်အပ်ဆိုပြီးတော့ကျင်းဝလာတယ်ဒီခါမှပုံနကလည်းဒူးတုပ်ပြီးတော့မှန်လားပါစိုးရိမ်တော့မမူပါနဲ့ဖေဟာအသူရနတ်စစ်သည်တို့မှတက္ကသိုလ်ကျောင်းသားများကံတော်ဘောတံကိုကြားယုံမြန်နေဤတန်ကကက်ကက်စီတန်ထက်ပြင်းလာဤတကားကြောက်မက်ပွဲကောင်းစွာတကားဟုမိတန်းကလက်လွတ်ထွက်ကုန်ပြေးကြကုန်သဖြင့် ၎င်းတို့ကစောင့်ကြည့်ရင်မလို့တော့ကြောင်းပါဖေ။ဆိုပြီးတော့ရှောက်ထားလိုက်ပါရဲ့။ဒီခါမှကြားမရလဲလွန်စွာအားရတော်မူပြန်ပါရဲ့။ဘောပွဲကိုခင်းချင်းပြတာပြီးတဲ့အခါကျောင်းငါးလုံးကို ချောမွတ်နေအောင်ထုံးထားတဲ့ပြင်စတိခနဲ့တားကလည်းဘေလူဝါနဲ့ဆောင်ကြည့်ကိုပိုင်လျက်ကြားမရရှိတော်မှကိုရောက်လာပါရဲ့။ဒီခါနတ်ပရိသတ်အပေါင်းတို့ကဘောပွဲကောင်းတာကိုဒီနောက်ပိုးမျက်နှာယူနဲ့တားဟာ နောက်ပိုးတစ်ချင်းနဲ့ဖြက်လာပြန်တော့မီအရှက်နဲလီစွာ ဆိုပြီးတော့တီးတိုးကြတယ်မင်းငေါ်ကြတယ်မျက်စောင်းလည်းထိုးကြပါတယ်သရီဝစ္စနတ်သမီးကလည်းဤနောက်ပိုးနဲ့သားငါအာရှက်စရာကောင်းသောတစ်ချင်းတော့ဖြင့်ပန့်တွေအောင်မှာတကားဆိုပြီးတော့တကိုယ်ရဲ့ညင်းညူပါတယ်ရှက်လဲရှက်တယ်တခြားကိုထသွားခြင်းတယ်ဒါပေမဲ့နတ်သမီးတို့ကာရင်တွေပြည့်ရွံ့မှဆိုလို့ထိုင်နေရှာပါတယ်ဒါပေမဲ့ပြည့်စတိခနတ်သားကလည်း ဒီလိုကဆောင်းကျိုးတွေကိုစမ်းတက်လိုက်တဲ့အခါနောက်ပရိသတ်တွေကလည်းချက်တည်တည်လျက်နေကြပါတော့တယ်။ဘာကြောင့်လဲဆိုတော့အခုခတ်လိုက်တဲ့နတ်ဆောင်းတန်ဟာရှားနေကြဖြစ်တဲ့ဥဒ္ဓပဒေဝတာစစ္စာခန္ဓာရစတဲ့နွာလာဥဒ္ဓပမြည်ပူတော်စိတ်တို့မြည်သောအတန်နဲ့တူတဲ့အတန်တွေမဟုတ်။တစ်ခါမှမကြားဘူးသေးတဲ့ဘောတန်နဲ့တူတဲ့တရားသောအတန်ဖြစ်နေတာကြောင့်ပဲဖြစ်ပါတယ်။ ကေစတိခနဲ့သားကလည်းဘောကိုချီနဲ့ခတ်လိုက်တော့အတန်။နှစ်ယောက်ကြားမှာလူကြပြီးမြေထွက်တော့အတန်။ဘိုးတိုင်ကိုထိရိုက်ပြီးတော့မြေထွက်လာတဲ့အတန်။အမျိုးမျိုးတို့ကိုတီးပြပါရဲ့။နတ်ပြိတ်သက်တို့ဟာများစွာနှစ်သက်ကြပါရဲ့။တဖန်စူလိုက်တဲ့တခြင်းကလည်းကြားနေကြဖြစ်တဲ့ပေါင်တန်ကဘလို့လေဘင်းကဘဲတို့ပန်းနှစ်ပွင့်ကဘင်းနီးစတဲ့သူရိယဝိဇ္ဇာနတ်သမီးကိုချီးကျူးတဲ့ဆောင်းချင်းဂါထာတွေမဟုတ် တခါမှမကြားဘူးတဲ့ဘိုးဆောင်ကိုကိုလေးကဘလို့စီဘာရက်နဲ့လက်စတရိုင်းတို့ကဘယ်တို့ပုံပေါက်ကိုစဝေးမန်ရိုးတို့ကဘယ်နီးကိုယုံကွင်းကိုကန်ညွတ်ကိုဝင်းစတီဗန်ကိုမောင်ကလေးတို့ကဘလို့ဘောလုံးကိုယူပြီးဘလို့ဂိုးသွင်းလိုက်တာလားစားတဲ့တာရင်းသားခစ်ဆန်ဘေးတချင်းနေပါပဲဩဘာတန်ကြီးကလည်းစွညံတော့ပါတော့တယ်ဒီလိုမျိုးကတိတပင်မှာတာရင်းသားခစ်ဆန်ဘောတန်ဘောတချင်းတွေကို တီဆိုတီးခောက်ပြီးရနောက်ဆုံးမှာတော့ဒုရိယဝိဇ္ဇာနဲ့တမီးလေးပြန်စတိခနဲ့သားရဲ့နောက်ကိုကောက်ကောက်ပါအောင်လိုက်သွားရ။နောက်ခါမှာသူတို့နှစ်ဦးဟာနတ်တို့ရဲ့အခမ်းအနားနဲ့မင်္ဂလာဆောင်ကြပါတော့တယ်။အေးအဲ့ဒီလူများကိုတို့လူတွေရဲ့ဂုံကိုရှွန်းရှွန်းဝေနေအောင်လေပေါ်ပေါ်နဲ့ရှောက်ဖြီးလိုက်ရရင်တိတ်ပန်ကိုဝကကိုယ့်ရဲ့ကိုစော်ကြီးရဲ့မောက်စာဟာလွန်လွန်လွန်းတည်ပြီ။ ဆိုပြီးတော့များပြောအောင်မလားမပြောတတ်ပါဘူးဗျာဒီနေရာလေးမှာတော့ဆိုင်ရီသူဆရာစောကြီးရေးသားထားတဲ့နတ်ပြည်ကဝိထုဆိုတဲ့ခေါင်းစဉ်လေးကတော့ပြီးဆုံးသွားပါပြီရှင်